မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှစ်ပါးချမ်းသာချမ်းသာပါစေလို့မေတ္တာပို့ပါရစေ။ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းအလေးအနက်ဆန္ဒပြုပါရစေ။ဒီနေ့တော့ဆရာမဂျူးရဲ့ဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြခြင်းပါရစေ။ဝတ္ထုလေးရဲ့နာမည်ကအောက်ခြေတန်တထောင်တဲ့။နားထောင်ကြည့်ပါဦးနော်။အောက်ခြေတန်တထောင်အပိုင်း၁ အထက်ကြီးပြက်လားအထက်လေးပြက်လားမသိကျမတို့မိသားစုကနွမ်းပါသွားပေမဲ့ဟတ်မပြက်နေနိုင်ခဲ့တာအကြကြီးကို့တဲ့ပိုဆင်းရဲနွမ်းပါသူတွေကိုကျမတို့တိတ်မဝေးဖြစ်သည့်အနှွေးတယ်လေးတွေပေါင်းမိအင်ကြီးလေးတွေဝင်းငှပေးခဲ့ရသေးသည်ကို့အဝတ်ကိုနှမျောပေမဲ့သူများကိုကုညီရသည့်အခါကျင်နူးရပါသည် သူများစီကတခုခုကူညီခံရဖို့တခါမှမမျှော်လင့်ခဲ့ရတာက စောင်းတညနေမှာတော့ကျမတော်တော်အံ့ဩရသည့်အဖြစ်အပျက်တစ်ခုကြုံခဲ့ရသည်ကျမတို့ညီမတွေအတွက်အိမ်နီးချင်းတူကအနှွေးတဲ့တော်တော်ကောင်းကောင်းသို့တော်တပတ်နွားနှစ်ထည်မိဘူးတိုက်ပြီးသားအခောက်လိုက်လေးလာပေးခဲ့ခြင်းဖြစ်သည်ဒါပထမဆုံးအကြိမ်လက်ခံလိုက်ရသောသူတစ်ပါးထံမှအကူအညီပါအဲ့ဒီညနေကအင်ကြီးလေးတွေဟာအစ်စ်တော်မဟုတ်ဘူးဟုသိလိုက်သည့်အချိန်တွင် ိုချင်းမဆမနာကျမမျက်နှာများပြတ်သွားခဲ့လေသလားမသိကျမတို့မိသားစုဟန်ပြတ်သွားခဲ့ပြီလားကျမတို့ကကြည်ရှိသည့်ပစ္စည်းလေးတွေကိုဝင်းငှပေးနေရကနေအခုအခါအပေးခံရသူဘဝကိုဘယ်အချိန်ကရောက်သွားတာလဲဟန်မပြတ်ဆင်းရဲနွမ်းပါးရကနေကိုယ်တိုင်တော့မသိလိုက်ဖဲဟန်ပြတ်သွားသည့်အခြေအနေထို့အမှန်တရားကိုရင်ဆိုင်ရတာနည်းနည်းတော့ထိခိုက်တာပေါ့ ထို့အချိန်ကတည်းကစင်ရဲ့ချင်းနဲ့ဆက်ဆက်နေသောအရာတို့စိတ်ဝင်စားလာခဲ့သည်စင်ရဲ့ချင်းအကြောင်းရင်စင်ရဲ့ချင်းနောက်ဆက်တွဲပြဿနာများစိုးကြိုးများစင်ရဲ့တွင်မှရုံးထွက်နိုင်မည့်အင်အားများအကူအညီများကျမတို့နွမ်းပါသည်နွမ်းပါရခြင်းအကြောင်းရင်းကိုလည်းကျမသိသည်ဖီဖီအလုံးလုံးနေသည့်ရင်းနှံမြေကိုပြည်သူပိုင်သိမ်းခံရရသည်ဖီဖီကနှမျိုးနစ်နာသည် တမျိုးကသူများ၏ရေနံတွင်မှမန်နေဂျာဖြစ်လုပ်နေစဉ်ပြည်သူပိုင်တင်းသောအခါထိုအလုပ်ကနေပြုတ်သွားတာနောက်တမျိုးကဖီဖီစုထားသောငွေနှင့်မိမိလဝတ်လက်စားအလုံးကိုထုခွဲပြီးဖီဖီကိုယ်တိုင်ရေနံတွင်တစ်ခုတည်းသို့ရင်းနှီးမြှုပ်နှံပြစ်လိုက်လို့မိမိပြောသလိုပလုံကနေတော်မမြင်လိုက်ရသည့်ငွေတွေဖီဖီကကျမတို့ကိုနိုင်ပြင်းစရာလှုပ်ပြီးကြွေမွေးပြုစုခဲ့ရသည်ချစ်ချစ်ချုပ်ချုပ်စားတော့ရသည် ကုံဆောင်ကိုရွှေ့ပြောင်းပြန်တော့ကုံဆောင်မှရှိသည့်မိမိလေတွေက ကိုယ်တိုင်လဲလှုပ်ခြင်းမဟုတ်လို့လေသီးစားဥပဒေဖြင့်လက်လွတ်ဆုံးရှုံးသွားရပြန်သည်။ဒါပေမဲ့ကျမတို့မှာစင်ရဲနွမ်းပမှုကနေလွတ်မြောက်ဖို့ထွက်ပေါက်ရှိခဲ့သည်။ဒါကိုအခုချိန်ကျမှပြန်စဉ်းစားမိခြင်းဖြစ်သည်။ထို့ထွက်ပေါက်မှာပညာရေးဖြစ်သည်။ဖေဖေနဲ့မေမေတို့ကျမတို့မောင်နှမတွေပညာရေးကိုအားပေးသည်။ပညာတတ်ရမည်။ပညာတတ်မှ လိမ္မာရေးချရှိမည်အမှားအမှန်ခွဲခြားနိုင်မည်အလုတ်ခိုင်ရှာဖွေနိုင်မည်ကျမတို့ပညာကို အားကျိုးမှန်တဲ့သင်ယူလေ့လာကြလေသည်ကျမတို့သာပြည်သူပိုင်သိမ်းခံလိုက်ရလို့နွမ်းပါသွားပြင်မည်ကျမတို့နိုင်ငံကတော့စတဲ့မှာတင်ရသည့်အတိုင်းဆိုရင်တဘာဝတင်ရန်စာတတွေအလွန်ပေါ်ကျွဲသွားတာပဲကျမငယ်စဉ်ကမြန်မာနိုင်ငံ၏တွင်းထွက်တင်ရန်စာတများအကြောင်းသင်ရသည့်အခါ မြန်မာနိုင်ငံမျိုးပုံတွင်ကျမတို့မျိုးအမြဲတမ်းပါသည်ရေနံတူးစင်ပုံသဏ္ဍာန်သင်္ကေတလေးဖြင့်ရေနံကြောင်းဟု ဖော်ပြထားသောကြောင့်ဖြစ်သည်ကျမမျက်စိအောက်တွင်ပင်ကိုတွေ့ပါပဲလက်မှတ်ကုံးမှတွင်းကုံးသို့ဖြတ်သွားတိုင်းရေနံတူးစင်ကြီးတွင်ဟိုဖက်တည်တဲ့ရင်းကရေနံထုတ်ယူနေသည့်မောင်းထန်ကြီးတွေကိုမြင်နေကြပဲဟုတ်တယ်ရေနံတွေအများကြီးပါပဲရေနံဆိုတာကြွယ်ဝခြင်းပါပဲ ရင်နံချောင်းမှရင်နံဖြင့်ကျွဲဝါသူများဤအမွေနှစ်ကြံရှိနေစေ။တွင်ကြီးမင်းစုရက်ွယ်ဆိုတာကတွင်ကြီးမင်းမှပေါက်ဖွားဆင်းသက်လာသောဆွေမျိုးတွေနေထိုင်ရအရက်ကို အစွဲပြုပြီးရလာသောနံမီမဟုတ်ဘူးလား။ကျောက်စာယုံဖျားကြီးသည်ရင်နံတွင်များကိုပိုင်သော တွင်ယိုးတွင်စားတွေလှူဒန်းထားသည့်အလှဒါနမှုရင်နံတွင်တထေးတို့၏တက်သည့်ပဲ။ ပြိရက်သုံးပုံကိုစကြင်ကြောက်ချက်ကြီးတွေမှာထွင်ပြီးပူဇော်ထားသည့်အဆောက်အဦကြီးများသည့်ယခုကာလအထိတိုင်ကျမတို့မျိုးဤကျက်တည်ဆောင်ဖြစ်သည်တွင်စာယိုကြီးဥတာကံနှင့်ပါရမီဘက်ခင်တင်းဆိုသည့်ဂမီးကြောက်စာကိုအခုထိကျမမြင်ရောက်နေမိပါသည်လက်ဖြင့်တူသည့်ရေနံတွင်တွေမှရာသည့်ဝင်ဝေထို့နောက်အင်္ဂလိပ်အုပ်ချုပ်ပြန်တော့အင်္ဂလိပ်အစိုးရဆီယာရာသည့်တွင်ငှားကငွေလေးတစ်ဘဲ၆ပြားဝင်ဝေး ဒါတွေစုပြီးဒီလောက်လှူကြီးတွေလုံနိုင်တာအာနာဖြင့်ပိုင်ဆိုင်ခွင့်လဲတင်းယူဆက်ဖြင့်လဲတူးသည့်လူတွေစုလင်ဘလောက်များဝင်ဝေကောင်းလိုက်ကြမလဲပေါ့1939ခုနှစ်တုန်းကအင်္ဂလိပ်တွေရေနံပိပါဂျပန်6တန်းခွဲရခဲ့တဲ့ဝင်ငွေကအဲ့ဒီတုန်းကဒေါ်လာ35တန်းရခဲ့တဲ့ရေနံသမကကျွန်တစ်တွေ ကြောက်တံပဒများတွေရွှေကြောက်စိမ်းကျင်းနီ ခဲမဖြူအဖြိုင်နှွက်တွေကလည်းရှိသေးသည်သင်္ကန်းစာထဲမှာသင်ရပါသည်တယံစာတတွေပေါ်များကျွဲဝပါပြီချင်းတယံစာတတွေကြောင့်ကိုလိုနီဘဝကိုကြာရောက်ခဲ့သည်တယံစာတတချို့ကုန်သွားသည်လွတ်လပ်ရေးရသည်တဘာဝတယံစာတတွေကြန့်ရှိနေစေစံစဘာတော်နိုင်ငံသားတို့တင်ပို့သည့်အဆင့်ရှိနေခဲ့စေ တော်လှန်ရေးကောင်စီခေမြမဆိုရှယ်လက်လန်းစင်ခေနိုင်ငံတော်ညီဝက်ပြည်ပြားရေးခေနိုင်ငံတော်အေးချမ်းတာယာရေးနှင့်ဖွံ့ဖြိုးရေးခေခေတီပြောင်းလာသည်ကျမလည်းလူလားမြောက်ပြီး အသိပညာဗဟုသုတတွေတိုးလာသည်မြမနိုင်ငံသည်ဆင်းရဲသောနိုင်ငံတစ်ခုအဖြစ်စင်ရင်ပေါက်လာတာကိုလည်းလက်မခံခြင်းပဲလက်ခံလိုက်ရပြီကျမခုနှစ်တန်းနှစ်လောက်ကဆရာစောကြီးဤ တို့တိုင်းပြည်ကပြားကိုသင်ခန်းစာအဖြစ်သင်ရသည်။ကျမတို့ကိုအသိပညာကျွယ်ဝအောင်ခွန်အားပေးခဲ့သောကပြားဖြစ်သည်။ကျမတို့နိုင်ငံပညာရေးစနစ်တွင်သင်ယူညွန်းတန်းကားဖြင့်အပြစ်အနာစာတဲမရှိရပါဘူးဟု ခုခံကာကွယ်လို့ရလောက်သည်။ထလော့မြန်မာအိုမြန်မာတို့တို့ရွာတို့ပြည်တို့ယာမီဝေရေချိုတောက်ရံမြေချောင်းကန်နှင့်တီးနှံချိုပြားများလည်းများ၏။ နေစဉ်ကတော့ကြပြာကိုနှစ်သက်တော်လဲအပြေးဝကြီးနားမလည်နိုင်ခဲ့ရေချိုတောက်ရံမြစ်ချောင်းကန်နှင့်ချိုမြတော်သီးနှံတွေများပြားသည်ဆိုတာဘာများဆန်းလို့လဲပေါ့ဒါကိုစာဖွဲ့ထားတယ်ဆိုတော့တခုခုတော့တခုခုပဲဘာမှမသိအသက်နည်းနည်းကြီးလာတော့စာလေးပါလေးပိုဖက်လာသည့်အခါကဘာကိုစာတွေ့မြည်ဆန်းမိလာသည်အာရှကိုနည်းနည်းပိုသိလာသည်ထိုအခါကျမှ ရေချိုတောက်ရံမြချောင်းကန်ဆိုတာနိုင်ငံတိုင်းမှာပေါ်များနေတာမဟုတ်ပါလားဟုပို့ပြီးသဘောပေါက်လာတော့သည်တောက်ဆရာရေချိုမရှိလို့ရေဦးအိမ်နီးနားချင်းနိုင်ငံကနေဝယ်ယူပြီးတောက်သုံးရသည့်အဖြစ်များတောက်ဆရာရေချိုမရှိလို့အညစ်အကြေးကြီးကိုပြန်တန့်စင်အောင်ငွေကုန်ကြေးကျများစွာဖြင့်ကြိုချက်တောက်ကြရသည့်အဖြစ်တွေကိုကိုယ်တိုင်သိလာသည်။အိုးကျမတို့နိုင်ငံဟာရေအတွက်ဖြင့် နိုင်ငံသားငွေကုန်စရာမလိုခဲ့တာတော်ပါသေးရဲ့လေနိုင်ငံသားကိုတဘာဝတန်ငွေနှင့်ရေနံတင်ပို့ရောင်းချလျှက်စစ်တအားတွေကိုတော့နိုင်ငံသားတို့ရောင်းချရသေးသည်မဟုတ်ပါလားတို့ပါလေဖွံ့ဖြိုးဆဲနိုင်ငံတွေထဲမှာကျမတို့ပါနေခဲ့တာဒါအံ့ဩစရာကြီးပေါ့တခုခုတော့တခုခုပဲဘာများမှားနေလို့လေကျမဟိုစာတွေဖတ်ဒီစာတွေဖတ်ပညာရှင်တွေနဲ့တွေ့လို့စကားဆက်မြည်ပြောဆွေးနွေးမေးမြန်းသည့်အခါ ကျမတို့နိုင်ငံမှာအဖို့နဲ့အပေါင်းနှင်းဆိုတာကိုမြင်တွေ့လာရသည်။ကျမတို့လိုပဲဖွံ့ဖြိုးဆဲနိုင်ငံတွေရှိသေးသည်။တူညီတာတစ်ခုကသူတို့လည်းတရားသဘာဝတရားစာတတွေကျမတို့လိုပဲပေါ်ကျွေပါခဲ့ကြဘူးသည်။ဒါနဲ့တောင်ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်မှပဲရှိသေးသည်။တစ်ခါတခါဆင်းရဲတွင်နေကြလိုက်။တစ်ခါတခါဆင်းရဲခြင်းမြင်းချောင်းမှတန်းနေလိုက်။များပါလေလေတမွဲမွဲနှင့် စင်းရဲကသာရာစကားမျိုးတညှိုးညှိုးနေပထိုးမြင့်မောင်းចောင်းကျူចောင်းကြားလှဲ့လေသွားလျက်မစားလီရာဝမ်းမဝါ၍စွန်မြမတင်နိုင်ရှိမည်တည်။ဆရာကြီးပြောခဲ့ပုံကတော်တော်ရက်ဆက်သည်။ကျမတို့ရာစကားမျိုးဖြစ်ရတော့မှလား။တံတောင်းစားဘဝသို့ရောက်သွားနိုင်ခြင်းရှိသလား။ဆရာကြီးရဲ့အထက်ကြီးပြည့်ဖြစ်သွားမယ်ဆိုတဲ့အတုံးနှုံးလောက်ဆိုတော်ရောပေါ့။ ထလော့မြမအိုမြမတို့တို့ရွာတို့ပြည်တို့ရွာမီဝဲဇေဒီစဘာများလဲများဤမြားပါလေလဲတမွဲမွဲနှင့် စင်ရဲကသာကာလကြာလင်မြင်သာမြင်ရမစားရ၍တောကပိတ်တာဖြစ်မည်ဒီအထက်ကြီးပြဲဆိုသောစကလုံးကိုရက်ွက်ထဲမှာကျမတို့ခဏခဏကြားဘူးဒီငကူကချမ်းသာကြွယ်ဝပြီးယခုအခါရှိသမျှအကုန်ကုန်သွားပြီအသုံးဆဲကိုလျှော့ချနေရပြီး ို့တော်ဟန်လေးရတော့ရှိနေစေထို့စကလုံးနှင့်ကိုကိုကိုပမာပြုတင်စားလို့ရမလားမရနိုင်ဘူးဘာကြောင့်လဲဆိုတော့တဲ့ချက်ကျမတို့ကအထက်ကြီးဘဝကိုရောက်ခဲ့ဘူးရဲ့လားမသိကြနှစ်ချက်တေချာတာကကျမတို့ကဟန်ပြက်နေပြီကိုအခြေအနေကိုတိုးတိုးတိတ်တိတ်မဟုတ်ကြဲကြဲလောင်လောင်ပဲအားလုံးသိနေပြီဒီတော့ဒီတဲ့ပိုတင့်တော်ဒီစကလုံးရှိအောင်မီထားပါတော့ ိတ်မကြသေးခင်က ကျမစာဝတ္ထုကိုဖတ်ရသည် ကျမနားမလည်ခဲ့သောတချို့အရာတွေကိုထိုစာအုပ်ကအတိတ်ပဲပေါ်ပြခဲ့၏ကျမထိုစာအုပ်ကိုသဘောကျသဖြင့်ကျမ၏လုံချင်းဝိထုသူ့မင်းကိုဘယ်တော့မှတွင်စာတစ်ချောင်းနှစ်ချောင်းဖြင့်မိတ်ဆက်လိုက်မိသေးသည်ပေါ်လ်ကိုလီယာ၏အောက်ခြေတန်တထောင် The Bottom Billion ဟူသောစာအုပ်ဖြစ်ပါသည် စီဝါရေးပညာရှင်ပေါ်လ်ကိုလီယာသည် စာရေးကောင်းလာ၏ကျမလိုလူပြေးမျိုးနားလဲအောင်စိတ်ဝင်စားအောင်ရေးခဲ့၏မိဆက်စကချီယာစပြီးကျမကိုဆွဲဆောင်ခဲ့သည်ဟုပြောနိုင်ပါသည်စာရေးသူပေါ်လ်ကိုလီယာသည်1968ခုနှစ်တွင် အောက်စ်ဖို့ဒ်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ခဲ့သည်ဘွေရသည့်အခါသူ၏စီဝါရေးပညာကိုအာဖရိကနိုင်ငံ၏အတွက်အသုံးချခြင်းခဲ့သည်အာဖရိက၏နိုင်ငံသစ်များသည် ရှစ်သိမ့်ရှစ်ထိုင်းသည့်အရေးအချင်းတွေမပြည့်စုံသည့်အပြင် အာဖရိကသားတွေကသူ့လိုအောက်စဖို့ပညာကိုသင်ယူခွင့်ရသူဟူ၍မရှိသလောက်ရှားသည်။ထိုအချိန်တုန်းကအောက်စဖို့တက္ကသိုလ်ကျောင်းသားအများသည်အာဖရိကနှင့်ဆက်နွယ်နေကြသည်။ဘာကြောင့်လဲဆိုတော့ကျောင်းသားတို့၏ဖခင်များသည်အာဖရိကတွင် ကိုလိုနီအုပ်ချုပ်ရေးရန်တရားမှတောင်းဝင်ထမ်းဆောင်နေသူများဖြစ်သောကြောင့်။သို့သောသူကတော့အဲ့လိုမဟုတ်။သူဖခင်သည်အာဖရိကမှာကိုလိုနီအုပ်ချုပ်ရေးပိုင်းကအရာရှိမဟုတ် ်ရောက်ရှိုင်းရပြည်နယ်တွင်သားသတ်သမားအဖြစ်အသက်မွေးဝမ်းကြောင်းသည်သို့တော်တငယ်ချင်းတွေဤကိုလိုနီအုပ်ချုပ်ရေးပိုင်းအဆက်အသွယ်ဒီကြောင်းသူကအာဖရိကကိုစိတ်ဝင်စားခဲ့သည်သူတငယ်ချင်းတယောက်ဤဖခင်သည်အာဖရိကတိုက်နိုင်ငံသေးသေးလေးတစ်ခုဖြစ်သောညာဆလင်းတွင်အထွေထွေအုပ်ချုပ်မှုဖြစ်သည်ထို့ကြောင့်ထိုနိုင်ငံလေးအကြောင်းကိုသူလေ့လာဖတ်ရှုကြည့်သည်ဖတ်ကြည့်မိသည့်အခါသူထိုနိုင်ငံလေးသို့သွားခြင်းစိတ်ပေါ်လာသည် ထိုစဉ်ကအာဖရိကတိုက်တွင်အစင်းရဲဆုံးနိုင်ငံလေးဖြစ်သည့်ထိုနိုင်ငံလေးသည် နောက်တော့မာလာဝီဟုအမည်ပြောင်းသွားသည်နိုင်ငံတွေကိုအမည်ပြောင်းဖို့ကနိုင်ငံတွေ၏အခြေအနေကိုပြုပြင်ပြောင်းလဲဖို့ထက်ပိုလွယ်ကူသည်မဟုတ်လား35နှစ်ကြာပြီးသည့်နောက်မှလည်းထိုနိုင်ငံလေးသည်ဟိုစဉ်ကလိုပင် ချွတ်ချုံကြဆင်းရဲနေစေနောက်ထပ်35နှစ်ကြာသွားလင်လေတိတ်တော်အခြေအနေထူးမိမထင်တခုပဲရှိသည်တဲ့သူက အဲ့လိုမလုပ်သေး၍ unless ဟုအခြေအနေတစ်ခုဖြင့်ခြွင်းချက်ပေးထားသည်ယခုစာအုပ်သည်ထို unless ကိုရှင်းပြလိုခြင်းဖြစ်ပါသည်တဲ့ထိုအစပိုင်းကြောင့်ပင်ကျမမှမျှော်လင့်ချက်တစ်ခုရလိုက်သည်ကျမတို့မိသားစုဆင်းရဲဖွံ့နှံပါခြင်းမှလွတ်အောင်ထွက်ပေါက်တစ်ခုရှိနေခဲ့တယ်လို့ပင် ကျမတို့လိုဖွံ့ပြိုးစေဆင်းရဲသားနိုင်ငံလေးတွေမှာလည်းထွက်ပေါက်ရှိနေပြီပေါ့ထွက်ပေါက်ကပါပါလေး အဲ့ဒီထွက်ပေါက်ကိုသိဖို့ဆိုရင်စည်းရရခြင်းအကြောင်းရင်းကိုဂါဂနာနာသိဖို့လိုမှာပေါ့စီဝိုင်းရေးပညာရှင်တွေဘလို့များရှင်းလင်းပြောပြထားနိုင်မလဲ35နှစ်လုံးလုံးမာလာဝီနိုင်ငံလည်းမပြောင်းလဲခဲ့စည်းရနေစေ စာရေးသူလည်းမပြောင်းလဲခဲ့သူကအာဖရိကနိုင်ငံတွေအတွက်ဆွဲမလျှော့ပဲစူးစမ်းနေစေအခုခါအောက်စဖို့တက်သူတွေသူအလုံးလုံးနေသည်ဒီကြားထဲတွင်ဟာဗတ်တက်သူမှာပါမောက်ခအဖြစ်လုပ်ခဲ့သည် ထို့နောက်ကမ္ဘာ့ဗန်တွင်သုတေသနဌာန၌ညွှန်ကြားရေးမှုလုပ်ခဲ့သည်ထို့စဉ်မှာဂျိုးဆက်စတစ်ကလစ်နှင့်တွေ့ပြီးအစင်ရဲဆုံးနိုင်ငံများကိုအင်အားဖြည့်ပေးဖို့အာရုံစူးစိုက်ဖြစ်သွားသည်သူ၏ပထမဆုံးတာဝန်မှာဂျိုးဆက်စတစ်ကလစ်နှင့်အတူအီသီရိုးပီးယားနိုင်ငံသို့သွားရောက်ရန်ဖြစ်သည်ယခုစာအုပ်မှာမာလာဝီနှင့်အီသီရိုးပီးယားကဲ့သို့သောနိုင်ငံများကမ္ဘာစီးပွားရေးစနစ်တွင်အောက်ခြေသို့ရောက်နေရခြင်းအကြောင်းများဖြစ်၏ ထိုနိုင်ငံများထဲတွင်မာလာဝီသည်ဟိုရုံးကလည်းချွတ်ချုံချံဆင်းရဲခဲ့ပြီးယခုလည်းချွတ်ချုံချံဆင်းရဲနေစေအခြားသောဆီယာရာလီယွန်လိုနိုင်ငံမျိုးကြတော့ဟိုရုံးကဆိုရင်တရုတ်အိန္ဒိယလောက်ပင်မဆင်းရဲခဲ့ပေယခုကြမှာအောက်ဆုံးလွှာသူရောက်သွားရခြင်းဖြစ်သည်ထိုအောက်ခြေနိုင်ငံတို့သည်ဆင်းရဲယုံသာမဟုတ်ဖွံ့ဖြိုးတိုးတက်ဖို့ကြိုးစားကြရမှလည်းကြာရှုံးနေရသည်ထိုအောက်ခြေနိုင်ငံအများစုသည် နောက်ကျကြံရစ်ခဲ့ရောမကအလဲလဲအကွဲကွဲပြုတ်ပြတ်လာခဲ့ကြသည်။ဘာကြောင့်လဲ။ဘာအကြောင်းတွေကြောင့်လဲ။နိုင်ငံတိုင်းလူလူဆင်းရဲမှုသည်အများစုနိုင်ငံတို့သည်ထိုဆင်းရဲမှုမှပြန်လဲရုန်းကန်လွတ်ထွက်လာနိုင်ကြသည်။ဒါဆိုရင်အခုအဆင်းရဲဆုံးနိုင်ငံလေးတွေဘာဖြစ်လို့ဆင်းရဲရကနေမတက်လာကြတာလဲ။အဲ့ဒါကဆင်းရဲတွင်ဆိုသောစကားအတိုင်း တွင်းထောင်ကျောက်ထဲသို့ကြားရောက်ပိတ်မိနေသောကြောင့်ဖြစ်သည် သူတွေ့ရှိလာခဲ့ရသည့်အကြောင်းရင်းတွေကိုစစ်စစ်လိုက်ကြသောကမ္ဘာအစင်းရဲဆုံးနိုင်ငံများသည်ပြန်တက်ဖို့ခက်ခဲလာသောထောင်ကျောက်တွေထဲကျနေသူတွေဖြစ်သည်ဖွံ့ဖြိုးတိုးတက်မှုတားဆီးသည့်ထောင်ကျောက်ဒီပလိုမတ်ထရပ်တွေရှိသည့်အနေနဲ့သူ၏ယခုစာအုပ်သည်စီဝါရေးပညာရှင်များအာယုံဆိုင်မှုနေပါသေးသည့် ထောင်ချောက်လေးမျိုးအကြောင်းကိုအလေးထားရှင်းပြခြင်းဖြစ်သည်သူအလိုရာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုတားဆီးသည့်ထောင်ချောက်လေးမျိုးရှိသည်၁ပြည်တွင်းစစ်ပဋိပက္ခထောင်ချောက် conflict trap ၂တဘာဝတည်ရန်စာတထောင်ချောက် natural resource trap ၃ဆိုးဝါးသောအိမ်ကြီးချင်းနိုင်ငံများကြားတွင်ပိတ်မိနေသည့်ထောင်ချောက် landlord with bad neighbors ၄ နိုင်ငံငယ်လေးတွင်စီမံအုပ်ချုပ်မှုညံ့ဖျင်းနေခြင်းဟုသောထောင်ချောက် Bad Governments in Small Country လို့ဖြစ်သည်စီရင်လှသောနိုင်ငံလေးများသည်ထိုထောင်ချောက်လေးခုတည်းကတစ်ခုမဟုတ်တစ်ခုဖြင့်ပိတ်မိနေသူများဖြစ်ကြသည်တချို့ကလုံလဆိုင်ထုတ်ဇကုတ်ဇခဲစူးစားကထောင်ချောက်ကနေလွတ်အောင်ချိုးပေါက်ထွက်၏ထို့သို့ထောင်ချောက်မှလွတ်လာလို့လောကရဲ့အစ်စ်ဝင်ရောက်လာသူ တစ်လွင်နိုင်ငံလေးထဲမှပင်လင်ယခုခေတ်ရောက်မှလွတ်လာသူတို့သည်1980ပေါက်ဝင်းကျင်ကလွတ်လာသူတို့ထက်ကန့်ဆို၏1980ဝင်းကျင်ထက် ပိုပြီးစိန်ကားရန်လိုသောကမ္ဘာစီးဝါးရေးဈေးကွက်ကြီးကိုသူတို့ထိတ်တိုက်ရင်ဆိုင်လိုက်ကြရသောကြောင့်ဖြစ်သည် ထို့ကြောင့်မော်ရီရှားနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုစီတက်ရန်ဒုံးပြန်အမြင်ယူမိလိုက်သည်ချက်ချင်းမင်းအလဲအလက်တန်းစားအဆင့်သို့ရောက်သွားသည် သူ၏အိမ်နေခြင်းမာတာဂတ်စကာနိုင်ငံကတော့အနည်း20နောက်ကျပြီးမှ ထောင်ချောင်းလွတ်သူဖြစ်ရာလွတ်တော်လွတ်လာပါရဲ့သို့တော်ဒုံးပြန်ရင်နေလွှဲရသည် ထောင်ချောင်းမှမလွတ်သေးသည့်နိုင်ငံတွေ58နိုင်ငံရှိသည်ဟုသူစင်းကပြဆိုသည်ထိုနိုင်ငံတို့တွင်9နှစ်အောက်ကလေးသေဆုံးသည့်နှုန်းက14ရာခိုင်နှုန်းလောက်ထိမြင့်နေတတ်သည်အခြားသောဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ၄ရာခိုင်နှုန်းလောက်ပဲရှိတတ်သည်တဲ့ ဖွံ့ဖြိုးဆဲမှမှအဆင့်တန်းထက်ခွဲလို့ရနေသည့်အခြေအနေပေါ့တော်ပါသည်ရဲ့ကျမတို့နိုင်ငံကတော့ သူပြောသည့်58နိုင်ငံနဲ့မလွဲမရှောင်သာပါဝင်နေပေမဲ့2006ခုနှစ်တုန်းက9နှစ်အောက်ကလေးတည်နှုံးသည့်ကလေးအရှင်မွေးတထောင်တွင်106ရောက်ဟုဆိုထားတော့14ရာခိုင်နှုန်းထိရောက်အောင်တော့မများခဲ့ပါသို့တော့အိန္ဒိချင်းထိုင်းနိုင်ငံမှာ9နှစ်အောက်ကလေးတည်နှုံးက1.1ရာနှုန်းပဲရှိသည် ကျမတို့ကလေးတွေတို့နိုင်ငံနဲ့စာရင်တော်တော်ကိုအသေးများနေတာပါကျမတို့ဒီသူပြောသလိုထောင်ချောက်ပိတ်မိနေသူတွေဆိုရင်ကျမတို့ပိတ်မိနေသည့်ထောင်ချောက်ဒီဘာအမျိုးအစားလဲသူပြောသည့်ထောင်ချောက်၄မျိုးထဲမှာကျမတို့ကဘယ်ထောင်ချောက်လဲထလော့မြန်မာအိုမြန်မာတို့ဒိုးရွာဒိုးမြီဒိုးရာမြီဝေဇေဒီစပါးများလဲများဤများပါလေလဲတမွဲမွဲနှင့် စင်းရဲကသာကာလကြာလင်မြင်သာမြင်ရမစားရ၍တောကပိတ်တာဖြစ်မိသည်ဆရာကြီးစော်ကြီးကတော့ကျမတို့ဘဲထောင်ချောက်စင်းရဲနေသွင်းခဲ့လေတည်းအဲ့မနေနဲ့ထတော့ဟုနှိုးစော်ထားတာမို့ပြင်းရည်ချင်းထောင်ချောက်လားကျမတို့ဒီအေးအေးဆေးဆေးနေခြင်းသည်ဟု ရောင်ရဲတင်းတင်းတက်သူတွေဖြစ်ခဲ့တာတော့မှန်၏ထို့မှပြင်းရည်ချင်းအဆင့်ဒီရှော့ကျသွားစေဖို့တော့မကောင်းမီချမ်းသည် ူသည်မိုးချုပ်သည်နှင့်စောသည်စာသည်ပြည့်ရင်သည်ချောင်းမီပြီးကြောင်းဆိုသောတန်ပေါက်ဆုံးမစာတစ်ခုကို ကျမတို့ကလေးဘဝရင်သင်ခဲ့ရသည်ခြံသေးသည်ပူသေးသည်မိုးချုပ်သွားလို့နောက်မှလုံတော့မယ်စောသေးလို့နောက်မှလုံမယ်စာသေးလို့မလုံပြရစေနဲ့အိုဘိုင်းပြည့်နေသေးလို့မလုံသေးဘူးရက်ရွှေလရွှေနှစ်ရွှေအဲ့ဒီပြင်းရည်ချင်းထောင်ချောက်ဖြစ်ခဲ့မလားဆရာစောကြီးရေးခဲ့စဉ်က 1935ခုနှစ်အခြေအနေအင်္ဂလိပ်လက်အောက်အခြေအနေအဲ့ဒီတော့ငါကျမတို့နိုင်ငံမှာပြည်တွင်းစစ်ဖြစ်နေပြီလားမဖြစ်သေးဘူးပြည်တွင်းစစ်ကလွတ်လပ်ရင်ရပြီမှထင်ထင်ရှားရှားပေါ်ပေါက်လာခဲ့တာမဟုတ်လားအဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမရဲ့မိတ်ဆွေများအားလုံးတာယာချမ်းမြေ့တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်